င်္ဂလာပါရှင် ကျမကခေခိုင်းပါဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်အုပ်စုကပြုတ်လုံးမဲ့ရွှေကောက်ပွဲမှာဝင်ပြိုင်မဲ့ရန်ကုန်မန္တလေးနဲ့အေရာဝတီတိုင်းကတန်းခိုင်ရေးပါတီပြည်သူရှေးဆောင်ပါတီနဲ့ပြည်သူပါတီကိုယ်စားလှယ်လောင်ဆိုင်ပုတ်တွေဇက်တိုက်ဖြက်စီးခံနေရတယ်လို့အဲ့ဒီပါတီတွေရဲ့ပါတီဝင်တွေစီကသိရပါတယ် ရန်ကုန်မှာအလုံးတင်ကန်ကျော်တန်လျင်နဲ့ချွေပြည်သားမျိုးမှာကြံခါရဲပြည်သူရှေးဆောင်နဲ့ပြည်သူပါတီကိုစလီလောင်ဆိုင်ပုတ်တွေဇက်တိုက်ဖျက်ဆီးခံရတာပါလို့ပြီးသုံးလုံးပါတီဝင်တယောက်ကဒီဘူဘီကိုပြောပါတယ်။ ဒါအပြင်အလုံးမျိုးနဲ့မှာရွေးကောက်ပွဲဝင်ပိုင်းမဲ့ကိုစလီလောင်းအင်ကိုဂဲနဲ့ထူပြီးမင်းမပေးချဖို့အော်တော်တာရှိတယ်လို့သူကပြောပါတယ်။မန္တလေးတိုင်းမှာလည်းစိန်ကိုင်းနဲ့ပြည်ကြီးတခုံမျိုးနဲ့မှာကျန်းခါရဲပါတီကဝင်ပိုင်းမဲ့ကိုစလီလောင်းဆိုင်ပုတ်တဲ့နဝင်ဘာလ14ရက်နေ့ကဖျက်ဆီးခံရပြီးအသည့်ပြန်လေစိုက်ထူထားရတယ်လို့ကျန်းခါရဲပါတီဝင်တယောက်ကဒီပူပီကိုပြောပါတယ်။အဲ့ဒီလိုဖြစ်ရတဲ့ကြောင့်မဲဆွေဆိုင်ပုတ်တွေကိုစောက်ကြည့်မဲ့လူကိုနေစားခပေးပြီးငားရမ်းနေရတယ်လို့ဆိုပါတယ် ကျန်ခါရေးပြည်သူရှေးဆောင်နဲ့ပြည်သူပါတီကိုယ်စားလှယ်လောင်းဆိုင်ဖို့ဖြည့်ဆည်းသူတွေလို့ဆွဆွေးချက်နဲ့နိုဝင်ဘာလ2ရက်နေ့ကနေနိုဝင်ဘာလ14ရက်နေ့အထိစစ်ကောင်စီကအမျိုးသား9ယောက်ကိုဖမ်းဆီးထားပါတယ်အနာဒေစစ်တကလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်လို့ပြည်သူတွေဝမ်းဝမ်းကန့်ကွက်ချုပ်ချကြဖို့အမျိုးသားညီညွတ်ရေးအစိုးရအင်ယူချီနဲ့တော်လဲအင်အားစုတွေကထုတ်ပြန်ထားပါတယ်ရှင်။ စကိုင်းတိုင်းကနေမြို့နယ်မင်းဦးရော့အနေကို Jet Fighter နှစီနဲ့နဝေမာလာ68ရက်နေ့ညနေ3နာရီခွေးကျော်အချိန်မှာစစ်တပ်ကဘုံကျဲခဲ့တဲ့အတွက်အရက်သားတယောက်သေဆုံးခဲ့ပြီးနှစ်ယောက်ထိခိုက်ဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။မင်းဦးရော့အနောက်ဘက်မှာရှိတဲ့မြင်းစင်းကုန်းတောင်ဘက်က PDF စခန်းကုန်းဂိတ်အဟောင်းနေရာကိုစစ်တပ်ကဘုံကျေးချခဲ့တဲ့အတွက်နန်းရိတ်နေတဲ့အသက်28နှစ်အရွယ်ကျောင်းဆရာမမရှင်မြတေဆုံးခဲ့ရပြီးသူ့ရဲ့အမေဖြစ်သူနဲ့အသက်20အရွယ်အမျိုးသားတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ ်စစ်တပ်ကဘုံလာကျတဲ့အချိန်အနည်းမှာနေရိတ်နေတဲ့ပြည်သူတွေကိုထိခိုက်ကုန်တာဖြစ်ပြီး PDF တွေမဟုတ်ဘူးလို့ကနေဒေတာခန့်ပြည်သူကောက်ွယ်ရဲ့တပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်အခုလို့စစ်တပ်ကမကြာခဏဘုံကျနေတဲ့အတွက်မင်းအိုရောနာကရှာခင်းရှင်တွေဟာနန်းသီးနယ်တွေရိတ်သိမ်းချိန်ရောက်နေပေမဲ့မရိတ်သိမ်းနိုင်ပဲဖြစ်နေကြတယ်လို့ဒေတာခန့်တွေကပြောပါတယ်ရှင်စဘာသိမ်းပြီးဆောင်းပဲဆိုင်ချိန်မှာရုပ်ပြက်တွေကိုမိရှုကြတာမိယူဖလာတလေးဖြစ်ပေမဲ့ မင်းမရှုပ်ပဲလေယာဘီးချွတ်အမိုက်တွေကိုတခြားနည်းနဲ့ဖယ်ရှားဖို့တောင်တူတွေမှာလုံနိုင်ကြနိုင်တဲ့နည်းပညာပြည့်စုံခဲ့တာမရှိခဲ့ပါဘူး။ဒါကြောင့်မီယိုဖလာအတိုင်းရုပ်ပြက်မီးရှို့လာရကနေစစ်ကောင်စီကမင်းမရှုပ်ဖို့ဖိအားပေးလာတဲ့အကြားအခြားနည်းလမ်းကိုအသုံးပြုရမှာစိတ်ပျိုးစရိတ်ကတတသိန်းကျော်အထိငွေကြေးကုန်ကျများလာတဲ့အခြေအနေကိုရန်ကုန်တောင်ပိုင်းခရိုင်ကပဲတီစိန်စိတ်ပျိုးသူတောင်သူတယောက်ကရှင်းပြပါဗျ။ခါတိုင်းနေ့တွေကတော့အဲရိုးပြက်ရိုးပြက်တွေကို မိရှုပ်ပြီးတော့မှဒီလဲကိုထွန်ရက်ကတာပေါ့လေအောက်ကရှင်းသွားအောင်ပေါ့အဓိကမြေကြီးပေါ်မှာကောက်ရိုးတွေခံနေမှာဆိုလို့အဲ့ဒါကိုမိရှုပ်တာထဲမစူးမှာဆိုလို့အဓိကရတာမြေရိုးဖက်လာပဲအဲ့လိုပဲနှစ်စင်လုံနေတာဒီနှစ်အတိုင်းတာမှာတော့မနေ့အောင်ကတော့အဲ့အုတ်ချုပ်ရင်းမှုကနေပြီးတော့ကျွန်တော်တို့ကြေးွာထဲမှာကောက်ရိုးမိရှုပ်တာမလုပ်ဖို့တားမြစ်တယ်ပေါ့အတန်ချက်စင်းနေတော့ပြီးတော့အဲ့ဒါပဲအရှင်ပြေနိုင်လားဆိုတာကတော့အခုဒီဥစ္စာကိုအခုလောတဲ့ထွန်းစံမောင်းပြီးဖုံးလိုက်မယ်ဖုံးမယ်ဆိုလို့ရှိရင်တော့ ဟိုသူများတွေကဟိုတက်လွားမောင်းမဲ့နေရာမှာနှစ်လွားသုံးလွားလောက်မောင်းမှာဒီကောက်ကမြုပ်သွားမှာအလွှာရည်ပူမောင်းမှာပေါ့ကုန်ကြစိတ်ပူများသွားမှာပေါ့အဲ့လိုမျိုးလည်းရှိတယ်ခရမ်းသုံးခွမြို့နယ်တွေလိုပဲစစ်ကောင်စီရုံးဆက်ရနေပြီးတော့မှာရုပ်ပြက်မီးရှို့တဲ့တောင်သူတွေကိုဖမ်းဆီးတဲ့အကြည့်အေးအေးယူဆောင်ရွက်နေပြီးအဲ့ဒီဒေတာမှာတော့စီရီအရာထင်မာတာတွေဖြစ်လာမှာကိုစိုးရိမ်တဲ့အတွက်ဖမ်းဆီးအေးအေးယူတဲ့အကြည့်တင်းတင်းကြပ်ဆောင်ရွက်တာဖြစ်တယ်လို့စက်ပြူကြီးဦးစီးဌာနနဲ့နေဆက်သူတို့ကတုံ့တက်ပါတယ် တကယ်တော့လေယာပီးချွတ်အမိုက်ပီတူဘန်သာတိုက်ရဲလို့စိတ်ပျိုးရေးဌာနမှာစောင့်ပုတ်ရှိခဲ့ပေမဲ့ဉာဏ်ပညာပေးဖို့အားနည်းခဲ့တာကြောင့်တကယ့်တောင်သူတွေလုပ်ငန်းခွင်ကဒီလိုတင်းနံရိတ်သိမ်းပြီးနောက်ကြန့်ရှိခဲ့တဲ့ရုပ်ပြက်တွေပင်ကျွန်းပင်ကြံတွေကိုစုပုံပြီးတဘာဝမြင်ဩဇာထုတ်လုပ်နိုင်တဲ့အခြေအနေမရှိခဲ့ပါဘူးစိတ်ပျိုးရေးဉာဏ်ပညာမှာတော့ရုပ်ပြက်တွေကိုမီရှိုးလိုက်ရင်မီစီလိုအကျိုးပြုအမှုဇီဝပိုးတွေတည်စေတတ်လို့မီရှိုးတာကိုအာမပေးပဲတိထက်ဆိုင်တဲ့အခါရုပ်ပြက်တွေကိုခုတ်ဖုံးစိုက်ပျိုးဖို့ စိတ်ဖြူကြီးပညာရှင်ကအကြံပြုထားပါတယ်အခုလိုမျိုးမီးရှို့တာကြောင့်ဒီထွက်လာတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေကာဗွန်မွန်နိုဆိုက်တွေမီးခိုးတွေကြောင့်ကျွန်တော်ဒေတုတွေရောက်ပြီးတဲ့ခါမှာဆိုလို့ရှိရင်သူဒီလေဟို one of the greenhouse gas ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒီ greenhouse gas တွေကိုတိုးသိပြီးတော့ယာပြူပြောင်းလဲတဲ့ဘက်ကိုစိုးကျိုးတွေဖြစ်စေတယ်လို့ကျွန်တော်တို့ကယူဆကြပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကပြင်နိုင်မယ်ဆိုလို့ရှိရင်ဟိုရုပ်ရက်တွေကိုမရှုမဲ့စာကျွန်တော်တို့ကတိုးချစ်ချစ်တဘာမျောစာပြီးပြန်သုံးသိကြပါလေနောက်ဆုံးကျွန်တော်တို့ရေဆွေးလို့ဖို့အချိန်မရှိဘူးဆိုရင်တော့မှပြန်ပြီးတော့ ဒီခုတ်ပြီးတော့ဖုံးတဲ့စနစ်နဲ့ပေါ့နော်အဲ့ဒါလုပ်ပြီးတော့ပြန်မထည့်မယ်ဆိုလို့ရှိရင်တော့အကျိုးရှိပါတယ်ဒါကြောင့်မို့အချိန်မရဘူးဆိုလို့ရှိရင်တော့ရေစည်းလုပ်ဖို့အချိန်မရဘူးအဲ့တော့ညီလေးမရှိချင်ဘူးဆိုလို့ရှိရင်တော့ခုတ်ဖုံးစနစ်နဲ့ကျွန်တော်တို့ပြုလုပ်ပါလို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကမြန်မာစိုက်ပျိုးရေးလုပ်ငန်းမှာစပါကြုံပြောင်းစားတဲ့ရာသီပေါ်တည်နှံတွေတိထက်စိုက်ပျိုးချိန်မှာရုပ်ပြည့်တွေကိုမီးရှို့တဲ့အလေအကျင့်ကတောင်ပေါ်မြေပြန့်ဒေသတော်တော်များများမှာတည်ရှိနေတာဖြစ်ပါတယ် ဒီလိုရိုးရာဒလေးရှိပေမဲ့လေမြမတောင်ယာခင်ကရိုးပြက်မြှို့ရာကထွက်လာတဲ့မိခိုးမျိုးတွေထိုင်းနိုင်ငံကိုရောက်ရှိလာတယ်လို့ဆွဆွဲမှုတွေကနေရိုးပြက်မြှို့ပြီးစိုက်ပျိုးထားတဲ့ဒီနန်တွေကိုမဝယ်တော့ဘူးလို့ပြောဆိုတဲ့အထိထိုင်းနိုင်ငံကထင်ချောက်လာတာဖြစ်ပါတယ်လက်တလုံးမှာတော့ရိုးပြက်မြှို့လို့ဒီနန်စည်းကွက်ကိုတိခိုက်လာတာမရှိသေးပဲရိုးပြက်မြှို့တဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောင်းကုန်တဲ့တယောက်ကခုလိုပြောပါတယ် ဲ့ဒါလည်းအဲ့ဒါလည်းအဲ့ဒါလည်းထိုင်းရယူတော့ဘူးကြောင့်လုပ်ရတာတခုပဲတကယ်ဘယ်နိုင်ငံမှမရှိဘူး။အခုအစိုးရရောက်နေတဲ့နိုင်ငံထဲမှာထိုင်းတခုပဲရှိတယ်လေ။ထိုင်းတို့ဘဝရဲ့ခါကျဗာကြတနာမီကိူကလည်းအဲ့ဒီဒီဆိုမီကိတဲ့နဲ့ဘာလို့ဘလို့ကျတဲ့ဗမာပြည်အတန်ဝဲနေတာကတော်တော်များများကြောက်တာဝဲနေတာလေ။ရုပ်ပြက်တွေကိုမမရှုဖို့အစိတ်ထုတ်ပြောင်းတင်းငန်ဇီကွက်ကနေကန်တက်လာပြီးတဲ့နောက်အခုနှစ်မှာတော့ဆောင်းတင်းနံဆက်လက်စိုက်ပျိုးမယ်ပဲစိုက်ပျိုးမယ်မြေတွေမှာပါမိမရှုဖို့ကန့်သက်လာတာဖြစ်ပြီး တောင်တူတွေမှာယူပြက်တွေကိုတခြားနီလန်တုံးဆွဲဖို့အခက်အခဲရှိသလိုစပားစီကြလို့ပဲစိတ်ပြိုစီအကန့်တရှိနေတဲ့ကြာကယူပြက်တွေကိုမီးမရှို့ပဲထွန်ရက်ရှင်းလင်းဖို့အတွက်စီစကားတွေချက်မှတ်မြင့်တက်လာတာပဲဖြစ်ပါတယ်။ဂျမဟန္နာပါ ုံကိုနိုင်ငံမှာနိုဝင်ဘာလ18ရက်နေ့ကတထုတွင်ဝင်ကြီးလိုက်ပါလာတဲ့လေရင်ပြတ်ကျခဲ့ပေမဲ့ထိခိုက်ဒဏ်ရာရှိသူမရှိဘူးလို့တရဝင်းသတင်းထုတ်ပြန်ထားပါတယ်။လေရင်အတွင်ပိုင်းကနေရိုက်ကူးထားတဲ့အက်အွန်ဆရာဗီဒီယိုထင်မှာတလင်းလာနေကလူအာလာဘာပြည်နယ်ရဲ့မြို့တော်ကောဝီစီရဲ့အရှိတောင်ပိုင်းကမြို့စီလေရင်ဆင်းတဲ့အချိန်မှာပြတ်ကျတော့တဲ့အခန့်အတက်ကိုပြထားပါတယ်။ ်လူမှုမီဒီယာပေါ်တင်ထားတဲ့ဗီဒီယိုမှာလင်းဟာနောက်ဆုံးချင်းကပ်ဆင်းသက်ခြင်းမှာပြတ်ကျပြီးမြေပေါ်လမ်းချော်သောပုံကိုပြသထားပါတယ်ဗီဒီယိုထဲမှာမြင်ရတဲ့ကတ္တရာလန်အပြင်အဆင်အဆောင်အုံတွေနဲ့ပတ်ဝန်းကျင်တို့ကဂျိုရုပုံရိပ်တွေနဲ့ကိုက်ညီနေလို့တင်းနီယောက်ကိုအတီးပြုတ်နိုင်ခဲ့ပါတယ်။ရက်တက်ပြီးတဲ့နောက်လင်းရဲ့အနေထားကအခင်းဖြစ်တဲ့နေရာကအတီးပြုတ်ထားတဲ့ဗီဒီယိုနဲ့ကိုက်ညီနေပါတယ်။တက်ထူတွင်ဝင်ကြီးလူဝီဝါတန် ခါဘန်ဘာဟာနဝင်ဘာလ15ရက်နေ့ကလူအလာဘာပြည်နယ်ကစစ်မှုလုံငယ်သုံးကျင်းနီတွင်တစ်ခုမှာတရားတစင်းပြိုကျမှုဖြစ်ခဲ့ပြီးလူ30လောက်သေဆုံးခဲ့တဲ့မတော်တဆမှုတစ်ခု ဖြစ်ခဲ့တဲ့နေရာကိုတောနေရလို့နိုင်ငံရဲ့လက်မှုပညာတပ်ထုတွင် AGC ကပြောဆိုခဲ့ပါတယ်ရှင်ဒီဘဝရုံမြင့်တက်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကေခိုင်ပါ